ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှသင်တီးအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။ တော်ရစ်မြက်မြသူတစ်ပါးရဲ့ဂျုံဘဝကနေလွတ်မြောက်လာပြီဆိုတော့လွတ်လပ်တဲ့နိုင်ငံမှာလွတ်လပ်တဲ့လူမျိုးအဖြစ်နဲ့ကိုချီရော့ပိုကိုရက်တီပြီးတိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်အောင်ကြိုးစားတည်ဆောက်တဲ့အချိန်မှာအခက်အခဲလေးနည်းနည်းလောက်တွေ့ရတဲ့အခါစိတ်ပြက်လက်ပြက်ဖြစ်ပြီးဥဆောင်တဲ့သူအပေါ်မှာအပြစ်ပုံချညှဉ်းညူတတ်ကြတဲ့အကြောင်းထွမြော်ပါကြံအခန်းကြီး15အခန်းငယ်1ကနေအခန်းငယ်24အထိကိုဒီကနေ့လေ့လာမှာဖြစ်ပါတယ်။ ထွတ်မြောက်ရာကျန်အခန်းကြီး15ရဲကထွတ်မြောက်သူဣတရီလာတို့ရဲ့အဇက်ကနေပြီးတော့ထွတ်မြောက်လာတဲ့ဖျက်မြောက်ခြင်းဆိုင်ရာဘုံတော်ပွဲရှီကျူသောတေးသံများအကြောင်းပဲဖြစ်ပါတယ်။ဒါအပြင်တခုပါဝင်တာကတော့ရေတောက်เสียရမရှိ အခဲအခဲတခုတိလို့ညီးကြညူကြတာတွေကိုကြားပါလိမ့်မယ်။ဣတရီလာတို့ဤအောင်ပွဲကံတေးသံများဆိုပြီးတော့ဇက်လန်းကိုစတင်ကြပါစို့။ပင်လယ်နေကြီးကိုနှစ်ချမ်းကွဲလို့လမ်းကြီးဖြူးဖြူးပေါ်မှာအောင်းအောပွဲလွမြောက်စဣတရီလာ အာရဝန်းသာနဲ့ပြည်ချင်းတွေကိုတီဆိုကြပါတယ်တဲ့။ထမရဝရချမ်းအခန်းကြီး15အငယ်1မှ3အထိအတွင်းမှာအခုလိုကျွန်တော်တို့မြင်ရပါတယ်။ထိုအခါမောရှိနှင့်ဣတရီလအမျိုးသားတို့သည် ထာဝရဘုရားအားတီချင်းဆိုသောစကားဟူမူကားထာဝရဘုရားသည်ဘုံပွင့်လျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ကိုယ်တော်အားတီချင်းဆိုပါအံ့။မြင်းနှင့်မြင်းစီမြင်းစီသူရဲကိုပင်လေတဲ့သူလှဲချတော်မူပြီ။ထာဝရဘုရားသည်ငါအစွမ်းတတ္တိ ငါတည်ခြင်းဆိုကြောင်းကိုငါကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏ထိုဖျားသည်ငါကိုးကွယ်သောဖျားသခင်ဖြစ်တော်မူ၍ထောမနာပြုပါမည်ငါဘိုးဘေးတို့၏ဖျားသခင်ဖြစ်တော်မူ၍ငါချီးမြှောက်ပါမည်ထာဝရဖျားသည်စစ်သူရဲ့ဖြစ်တော်မူ၏ထာဝရဖျားဒီဟုသောနာမတော်ရှိတော်မူ၏မင်းရဲ့ရှက်ရည်ဥမျိုးပြီးဆိုနေကြတဲ့အဖန်သည်ခီးထနေပါလိမ့်မယ်စောစောပိုင်းကတစ်ဖက်ကမ်းမှာတော့ကမောရှိကိုကလော်တုတ်တဲ့အဖွဲတွေပဲပေါ့ အီဂျစ်မှာတင်းရိုင်းမရှိလို့ဒီကိုခေါ်လာခဲ့တာလားဟာငါတို့ကြုံခံနေတာမှအေးသေးတယ်အခုတော့နှုတ်နှုတ်ဆင်ခံရတော့မှာပါလားဟာမောရှိယာဆိုတဲ့ပြိတ္တပဲအခုတော့လေအကုန်လုံးကြပြောင်းကြပြန်ကနွယ်ကြရနဲ့ပျော်နေကြပြန်ပြီဒီနေရာမှာကျွန်တော်ကတော့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး30အငယ်7ကိုတွားပြီးတော့တရိယာပါလေထိုအကြောင်းအရာရှိသမျှတို့သည်ပုံသက်သည်ဖြစ်အံ့သောငါထိုသူတို့၌ရောက်ကြ၏ တက္ကာလအဆုံးတွင် ဖြစ်သောငါတို့ကိုဆုံးမစေရဖို့ကျမ်းစာ၌ရေးထားလျက်ရှိသတည်းဆိုတဲ့ကျမ်းပိုက်ပါပဲ။ဟုတ်ပါတယ်။ဘုရားသခင်ဟာဒီအဖြစ်အပျက်တွေကိုမြင်ခြင်းအဖြစ်အရေးကြီးတဲ့ပစ္စာတရားကိုကျွန်တော်တို့ကိုပွင့်ပြနေတော်မူပါတယ်။တခါအဲ့ဒီကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး30အစမှာတော့ညီကိုတို့ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍ ပင်လေအလယ်၌ရှောက်သွားကြသည်ဟူ၍၎င်းမိုးတိမ်ဖြင့်ပင်လေထဲမှမောရှိ၌ဗတ္တိဇံကိုခံကြပြီဟူ၍၎င်းအဲ့ဒီလိုတွေ့ရပြန်ပါလေဒါကိုစစ်စစ်တွေးရင်ဗတ္တိဇံဆိုတာဟာပါလေဗတ္တိဇံဆိုတာဟာမှတ်ပုံတင်လိုက်ခြင်းပဲစည်ရင်းသွင်းပြီးပေါ်ပြလိုက်ခြင်းပဲဆိုတဲ့သဘောကိုတွေ့ရတယ်ကျမ်းစာအရမောရှိ၌ဗတ္တိဇံကိုခံကြပြီလို့သာဆိုတာ ဒီပင်လေရေလေးတစ်စက်တောင်သူတို့ကိုမကြည့်ခဲ့ကြဘူးမဟုတ်ဘူးလားအဲကုတ်ထုတွေကြတော့ပင်လေရေအောက်သေးကိုစုံစုံမြုပ်တော့မှရောက်သွားကြရတယ်မဟုတ်ဘူးလားဒါကြောင့်ကျင့်စဉ်အရာကတော့ရေမှာဗတ္တိဇံပေးခြင်းကိုခရစ်တော်ကိုယ်တိုင်သင်ကြားပေးတယ်အရေးလဲကြီးရဲ့အဓိကအချက်ကတော့ပန်ရှင်သောဝိညာဉ်တော်အဖြစ်ထင်းထင်းရှားရှားပြောင်းလဲခြင်းဖြစ်ဖို့ဆိုတဲ့အ낵ကူသာဆောင်တယ်တစ်ဖက်ကမ်းမာတော့ကအမလေးအဘလေးတွေတပြီးတော့ပူပူညံ့ညံ့နဲ့ စူပူဆန္ဒတွေပြအခုတော့လွတ်မြောက်ရာတစ်ဖက်ကမ်းခြေမှာမောရှိနဲ့အတူသူတို့ဟာပြန်လဲပြီးတော့မိသဟာယဖွဲ့ပြီးမောရှိနဲ့အတူတကိုင်းထဲနားပြီးတော့မှတ်ပုံတင်စီရင်ဝင်သွားပြီးဒါကြောင့်ဖျားသခင်ကိုတိကျွမ်းနားလဲပြီးတော့ကဲတင်ချင်းကျေးဇူးကိုခံရပြီးဒါဟာဗတ္တိဇံရဲ့အနှစ်ချုပ်သဘောတရားပဲဖြစ်ပါလေတခါဖေပြဲဩဝါဒစာအခန်းကြီး7အငယ်29မှာကြတော့ဣသရေလတို့သည် ကုန်းချောင်းသွားတဲ့ကဲ့သို့ ယုံကြည်ခြင်းအဖြစ်အေရုံပင်လယ်အလယ်၌ရှောက်သွားရကြ၏ထိုသူတို့ဤသူအေကုတ်ထုလူတို့သည် ပွားမီအားထုတ်သောအခါနစ်မြုပ်ကြ၏အဲ့ဒီလိုဆိုထားပါတယ်ယုံကြည်ခြင်းအဖြစ်ဆိုတဲ့အဓိကလိုအပ်ချက်ဟာဒီနေရာမှာရှင်းရှင်းကြီးပေါ်လွင်နေပါတယ်တစ်ဖက်ကမ်းမှာရှိခဲ့တဲ့ယုံကြည်ခြင်းကင်းမဲ့တဲ့ဘဝပင်လယ်ကြီးကိုငေးတီးပြီးတော့ငိုခဲ့ရတဲ့စူးစူးဆဲဆဲလုခဲ့ရတဲ့ဘဝအတွေ့အကြုံ အဲ့ဒီအားလျော့မောပန်းခြင်းအလုံးတို့ဟာပင်လယ်ကိုဖျက်ဆီးရင်းနဲ့ပြောင်းသွားပြီယုံကြည်ခြင်းအင်အားကိုပင်လယ်ကိုဖျက်ကြဲကရရှိခံစားခဲ့ကြရပြီဖြစ်တယ်ဘုသူဥဆောင်တဲ့ယုံကြည်ခြင်းလေမောရှိပေါ့ဒီယုံကြည်ခြင်းနဲ့ပင်လယ်ကိုခွဲတယ်လူတွေကိုဆွဲခေါ်တယ်ဥဆောင်နေဒီလူတွေဟာသူ့နောက်ကနေလိုက်လာပြီးတစ်သက်ကန်းကိုရောက်တယ်ဖွမြောက်ခြင်းတေးကိုမောရှိနဲ့အတူတီဆိုကြတယ်ဒါကြောင့်သူတို့ဟာမောရှိနဲ့အတူထတ်တူထတ်မြတ်ဖြစ်သွားရတယ် ဒါကိုမောရှေအဖြစ်ဗတ္တိဇံခံတယ်လို့ဒီနေရာမှာပြောဆိုတယ်။ဒါကြောင့်မလို့ဗတ္တိဇံခံယူတယ်ဆိုတာဟာအဓိကအဖြစ်ထာဝရဘုရားသခင်အတွက်အသစ်သောဘဝသို့ပြောင်းလဲခြင်းဆိုတဲ့အ내အတိတ်ပဲရှိပါတယ်။ကျွန်တော်ဘဝမှာခရစ်တော်ဟာကယ်တင်ရှင်ဖြစ်တယ်။အပြည့်ရဲ့ကျွံဘဝကနေဆွဲထုတ်တယ်။သင်မင်းပင်လယ်ပြင်ကြီးကိုအောင်မြင်စွာကျော်သွားနိုင်တယ်။ကယ်တင်ခြင်းကျေးဇူးတော်နဲ့မှိုင်းမာပြီး သေခြင်းကင်းတဲ့ထာဝရအသက်လမ်းကြောင်းကိုထွက်မြောက်စေတယ်။ပြီးတော့ကျွန်တော်တို့အတွက်အောင်မြင်ခြင်းတေးကိုဥဆောင်ပြီးဆိုတယ်။ဒါကြောင့်ကျွန်တော်တို့ဟာသူနဲ့အတူဘုန်းတော်ဝင်စား권ရှိရတယ်။သူစီမံမှတ်ပုံတင်ပြီးတော့စည်ရင်သွင်းကြရတယ်။ဒါဟာကျွန်တော်တို့အဖို့ခရစ်တော်၌ဗတ္တိဇံကိုခံယူလိုက်ကြတဲ့ဇက်လန်းရဲ့အကျဉ်းချုပ်ပဲ။ဒါကိုကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး7အငယ်73မှာအခုလိုတခါထပ်ပြီးမြင်နိုင်ပါသေးတယ်။အကြောင်းမူကားယူဒလူဖြစ်စေ ဒေလပလူဖြစ်စေကျုံဖြစ်စေလူလွတ်ဖြစ်စေငါတို့ရှိသမျှသည်ဝိညာဉ်တော်တပါးတည်းအားဖြင့်တကိုယ်ကြီးတည်းသို့ပဋိဇံကိုခံကြ၏ငါတို့ရှိသမျှသည်တစိတ်တဝိညာဉ်ဒီတည်းသို့လည်းပောက်ကြ၏ဖျားသခင်ရဲ့ function တော်သောဝိညာဉ်တော်ကကုညီညွန်ပြရဲပေါင်းဆက်ပေးရတယ်ဆိုတာကိုသတ်စစ်မြင်ရပြန်နေ။ဒါကြောင့်ဖျားသခင်ခရစ်တော်နဲ့ function တော်ဝိညာဉ်တော်ဟာသုံးပါပေါင်းပြီးတစူရီဖြစ်တော်မူသောဖျားသခင်ပါပဲ။ သူ့ရဲ့ကျေးဇူးတော်အားဖြင့်ကယ်တင်ပိုင်ရှင်နဲ့ကျွန်တော်လူသားဟာတလုံးတဝတည်းဖြစ်ခွင့်ရှိတယ်။ဒါကြောင့်ကျွန်တော်အသင်းတော်ကယုံကြည်သူခရိယံအမျိုးသမီးကြီးတူပြောဘူးတာကိုကျွန်တော်ဒီနေရာမှာတော့သတိရတယ်။သူကလည်းပျော်ပျော်နေတတ်တဲ့အန်တီကြီးဆိုတော့လူငယ်လေးတွေကနောက်ကျတယ်။အန်တီကြီးကဘုရားသခင်ကိုချစ်တယ်။ခရစ်တော်ကိုအမိသဟဲအမြဲတမ်းပြုတယ်။လက်တွဲထားတယ်ဆိုပေမဲ့လက်ဆိုတာမျိုးကအခက်မသိရင် ချော်သွားတယ်တဲ့မဟုတ်လားအန်တီကြီးရဲ့။အဲ့ဒီလူအများမတော်စချော်သွားတော့အန်တီကြီးပြင်အန်တီကြီးတော့ ဖျားသခင်နဲ့ဝေးသွားပြီးဘာညာပေါ့နီအဲ့ဒီလိုစကြတယ်ဒီတော့အန်တီရခပြုံးမျိုးဟန်နဲ့ပန်နဲ့ပြန်ပြောတယ်တို့ဘယ်တော့မှအဲ့ဒီလိုဖျားသခင်စီကနေလွတ်ထွက်စရာအကြောင်းအခုမရှိတော့ဘူးဟေ့တဲ့အစတုန်းကလက်တွဲယုံတွဲတာအခုကျတော့တို့ကိုယ်တိုင်ဟာခရစ်တော်နဲ့တလုံးတဝရဲဖြစ်သွားလို့လက်ကပြုတ်သွားလဲကြောက်စရာမလိုတော့ဘူးကွဲ့ဆိုပြီးတော့ပြန်ပြောတယ်ဟုတ်တယ်ခရစ်တော်ကိုယုံကြည်မှုနဲ့မိဘဟာယဖွင့်မှုကခရစ်တော်ကိုသိခြင်းတဲ့တလုံးတဝရီဖြစ်ခြင်းအထည် အဆင့်တက်သွားပြီဆိုရင်တာဟာဘာမျှအပြစ်ဆိုစရာမရှိတော့တဲ့ပြီးပြည့်စုံရာဘဝကိုရောက်သွားတာပဲလို့ဒီနေရာမှာကျွန်တော်တို့သဘောပေါက်ထားသင့်ပါတယ်။ဒါကြောင့်စိုးစိုးကကြားခဲ့ရတဲ့ထိုအကြောင်းအရာတို့ဒီပုံသက်သေးဆိုတဲ့စကားဟာအဖေးချာမှန်ကန်တဲ့သစ္စာစကားတွေပဲလို့ကျွန်တော်ဒီနေရာမှာတင်ပြလိုက်ပါရစေ။တခုတော့ကြိုပြောထားမယ်နော်။တစ်ဖက်ကမ်းမာတုန်းကလည်းငိုကြီးချက်မှနဲ့ပေမလောက်ကြောက်ပြီးတော့ခိုးကြီးလံတွေနဲ့တည်ချင်းဆိုခဲ့တယ်ဆိုတာကိုမေ့ပြစ်လို့မရဘူး။ အခုမှကျေးဇူးတော်တို့ငါတို့ဖះရတို့ဆိုပြီးတန်စင်နေရပြောင်းသွားတာအဲ့ဒီကျေးဇူးတော်တေးဖန်စင်ကတခဏသာဥရွေမြူပြီးဆိုကြတာမကြခင်ခိုကြီးဗန်ဖန်စင်ကို ပြောင်းသွားတာကိုမိတ်ဆွေတို့ကြားကြလိမ့်ဦးမယ်တကယ်တော့ဣသရေလဖြစ်စေအမေရိကန်ဖြစ်စေတရုတ်ဖြစ်စေဂျပန်ဖြစ်စေမြန်မာခရစ်ယာန်ဖြစ်စေလူဆိုတဲ့အပြစ်သားသတ္တဝါဟာကျေးဇူးတော်တေးသွားကိုဥမြူတဲ့အချိန်မှသာဝိသလုံးဆိုပြီးကောက်ကောက်ပြီးတော့ဟဲကြတာ ဘယ်တော့မှကြာကြာဆွဲပြီးတော့ဆိုရုံထုံးစံမရှိဘူး။ခိုးကြီးဗန်တေးဗန်ကိုသာပို့ပြီးတော့ကြိုက်ကြတယ်။အဲ့ဒါဟာလူသားရဲ့မနှုတ်သားတန်စင်လေ။ဒိတ်ဆွေများခင်ဗျာဖျားသခင်ရဲ့ကျေးဇူးတော်ကြီးမွန်းသန်တဲ့ခိုးကြီးဗန်ကိုပို့ပြီးတော့မကြိုက်ကြပါနဲ့လို့ကျွန်တော်အားပေးပါရစေ။ကျေးဇူးတော်ကြီးမွန်းခြင်းတေးကိုအခုလိုဣတရီလာသားတွေဆိုကြတာဟာတရားသူကြီးမှတ်စာမှာအခန်းကြီး9ထဲမှာတွေ့ရတဲ့ဒေဘောရာနဲ့ဘာရက်တို့ရဲ့ ကျေးဇူးတော်ကြီးမွန်းပြီးခြင်းနဲ့နိုင်ရှင်သင်ပါတယ်။အဲဒီလိုကျေးဇူးတော်ကြီးမွန်းသံတွေဟာပမာကျမ်းစာထဲမှာအများကြီးတွေ့ရပါတယ်။ဒါဝိဒ်မင်းကြီးလိုအမှုပညာသမားတစ်ယောက်ဆက်ဆိုခဲ့တဲ့တေးတွေဆိုရင်ထိတ်တန့်ဆာလံပြီးခြင်းတွေပဲဖြစ်ပါတယ်။ဒီဆာလံဆရာရဲ့လက်ရာတွေကိုဒေါက်တာဂျက်ဆန်ယမားပြန်တဲ့နေရာမှာဝိညာဉ်အရှိန်တကိုးကြောင့်အလွန်အလွန်ပြည်ပြင်းတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။ကျေးဇူးတော်ကိုပြည်ပြင်းပြင်းပေါ်ပြသလိုသူ့စိတ်ညှိုးငယ်အားလျော့ခြင်းတေးတွေကြပြန်တော့လေ။ အလုံးမကြောစိမ့်လောက်အောင်ထိထိခိုက်ခိုက်ဆက်ဆူနှိုင်းစွမ်းရှိခဲ့တယ်ဆိုတာဟာဆာလံပြင်းချင်းတလျှောက်လုံးမှာအံအောမကုံနိုင်ပွဲဖတ်နိုင်ပါလေပရောဖက်ယေရမိလည်းပဲပြင်းချင်းတပုတ်ဆိုခဲ့ပါသေးတယ်မျက်ရည်နဲ့ဒုက္ခတွေကြားထဲမှာဆိုဖွဲ့တော့ရှိုက်ဖန်တွေညင်နေသလားလို့ထင်ရလောက်တဲ့တေးသချင်းတွေလည်းတမာကျန်းစာထဲမှာအများအပြားပါဝင်နေပါလေကျွန်တော်ဒီကနေ့ဘယ်လိုပြင်းချင်းမျိုးကိုပို့ပြီးတော့ဆိုနေကြသလဲ LPJ ဆိုတဲ့အချက် ရင်းချရင်နဲ့ဝမ်းမြောက်ခြင်းတို့ပေါင်းဆက်တဲ့တေးပံတွေကိုများများဆိုနိုင်ကြတဲ့သူတွေဖြစ်ပါစေလို့ဆုမွန်ကောင်းများတောင်းလိုက်ပါရစေ။ဓမ္မသစ်ကျမ်းဥပိုင်းဒီမှာလဲခြိုသားတဲ့တေးတွေကိုကျွန်တော်တို့ကြားနိုင်ပါတယ်။အထူးသဖြင့်ဒေါက်တာလူကာရေးတဲ့ခရစ်ဝင်မှာအေလိရှေပဲ့ရဲ့ကျေးဇူးတော်ချီးမွမ်းတဲ့တေးအပျိုကညာလေးမာရီရဲ့မင်္ဂလာဖြစ်စေသတည်းဆိုတဲ့တေးပံလေးတွေဟာဘလောက်ပါရနာပြောပွဲတောင်းတယ်လေ။သမာကျမ်းစာရဲ့နောက်ဆုံးပိတ်ဂျာရိတ်ကျမ်းမှာကြတော့ ဘုရားသခင်နဲ့သူ့ကောင်းကင်ဘိုးကြီးတွေဟာမြေပေါ်ကိုကြွဆင်းပြီးအင်မတန်ထူးခြားတဲ့တေးသစ်ကိုဟစ်ကြွေးမယ်ဆိုတာတွေ့ရပြန်တယ်။ဒါဟာကတ်ကာလာရဲ့ဏိဂုံးမှာကြားရမယ့်တေးသံပေါ့။အခုအချိန်မှာဖြောက်မှတ်ချင်းရှိတဲ့လူတွေကဲတင်ချင်းလမ်းကိုရှောက်လှန့်နေတဲ့လူတွေအဖန်ဘလောက်မကောင်းကျင်နေပါစေဂီတအကြောင်းနှမ်းစီမြမသိဘဲရှိကျင်လဲရှိပါစေဖျားသခင်နဲ့အတူအဲ့ဒီအချိန်မှာဝမ်းမြောက်ဖွယ်တည်ခြင်းဆိုရတဲ့အခွင့်ကို မုတ်ချဧကရကြမှာအမှန်ပဲလို့ကျွန်တော်ဆိုချင်ပါတယ်။စောစောက LPG ဆိုတာကိုပြောတဲ့အထက်ကအလဲကစာလုံး peace လို့ခေါ်တဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ဓမ္မအမြင်တစ်ခုကိုဒီနေရာမှာကျွန်တော်ထည့်သွင်းဖော်ပြလိုပါတယ်။အခုမောရှိရဲ့တေးဟာဖျားသခင်ကိုစစ်မှုပြုသောသူလို့ဆိုထားပါသလို။ဗျာဒိတ်ကျမ်းမှာလည်းထာဝရဘုရားဟာမြေပေါ်ကိုနှုတ်ဆုံးကြွလာတော်မူချိန်မှာစာရမဏ္ဍနဲ့တကွမတရားမှုအလုံးစုံကိုရှေမုံပြစ်မယ် စစ်တိုက်မယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရတယ်။ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး30အငယ်34မှာကြည့်ရင်မြေပေါ်သို့ရင်သက်ချင်းကိုဆေလွတ်အံ့သောငါငါလာသည်ဟုမထင်ကြနှင့်ရင်သက်ချင်းကိုဆေလွတ်အံ့သောငါငါလာသည်မဟုတ်ဓာတ်ကိုဆေလွတ်အံ့သောငါငါလာသည်ဆိုတဲ့ကျမ်းပိုင်။နှုတ်တော်တွေ့စကားဓာတ်ကိုကျွန်တော်တို့ပြန်ပြီးတော့သတိရဖို့လိုပါတယ်။ခရစ်တော်ဒုတိယအချိန်ကြွလာရင်လေငင်းချမ်းရေးကိုဓာတ်နဲ့အရယူမယ်ဆိုတဲ့အတိတ်ပဲကိုတွေ့ရပြန်လေ။ဒါကိုတချို့က မင်းတို့ဖះကဒါချိန်ကျင်းလာကြီးလားဆိုပြီးတော့အတိတ်ပဲမသိတော့နောက်ကျပြောင်ရတယ်။ဟုတ်တယ်။ဖះသခင်ဟာနေရာနဲ့နေရာနဲ့ဒါချိန်ကျင်းနေ။ဒါပေမဲ့ဒီဒါချိန်ကျင်းနေဆိုတာလူကောင်းတွေကိုရှောက်ခုတ်မှာကိုပြောတာမဟုတ်ဘူး။စာရမဏတ်နဲ့သူ့ရဲ့အပြစ်ဒုစရိုက်အမှောင်လောကကြီးကိုပုတ်ပင်ပယ်ရှားမှာကိုတင်စားပြောတာလဲဆိုတာကိုသိစေချင်ပါတယ်။ကားရင်ပေါ်မှာသူများလှန်နဲ့ထိုးတာကိုခံပြီးလူစားတိအသက်ကိုစွန့်ပြတဲ့ဖះသခင်ဟာအင်မတန်ကြီးမားတဲ့မြစ်တာရှင်။ သူတပည့်ပေတရုကသူများကိုဓာတ်နဲ့ခုတ်တာတောင်မှခွင့်မပြုတဲ့သခင်ဘယ်နဲ့လှုပ်ပြီးတော့ဓာတ်ချင်းချင်းမလဲဓာတ်တရံရံလှုပ်မလဲအေးအပြစ်လောကကမေတ္တာနဲ့ကယ်တယ်ဒါကိုရှောင်ဖယ်ပြီးစာရန်နဲ့ဆက်ပေါင်းနေမယ်ဆိုရင်တော့ပြလာကြီးဒုက္ခရောက်စေနိုင်တယ်ဖျားသူ့အဖို့လူအဖွဲ့အစည်းဆိုတာဟာသူ့ဖန်ဆင်းတဲ့စัจ java လာအနန္တရဲ့အစိတ်အပိုင်းလေးတွေကပြည်စည်လေးတစ်ခုပဲဖြစ်တယ်ပင်လယ်နီကိုပြောင်းမြန်လှမ်းတယ်လို့အရှိလေပြင်းတစ်ခုတည်းနဲ့ လူရည်ကိုလွင့်စင်သွားတဲ့အထိလုံနိုင်နေဆိုတဲ့တကိုးရှိချောင်းကိုတော့သိထားဖို့လိုတယ်လို့ကျွန်တော်တင်ပြပါရစေ။အခုအချိန်မှာတော့မောရှေနဲ့ဣသရီလသားတွေဟာဖျားသခင်ရဲ့ဂုံကျေးဇူးတော်ကိုဘယ်လိုမှမေ့နိုင်စွမ်းမရှိနိုင်တဲ့အကြောင်းတီးဆိုလိုက်ကြတာဟာလေ။ပင်လယ်နီတလွှားမှာပဲ့တင်သားများအထက်ထက်ပြန်ကြနေရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။တွမြောက်ရကျမ်းဤဆန်ကအငယ်၄မှ၆ထာရောပိယထာနှင့်ဘိုဂျီတို့ကိုပင်လယ်ထဲသို့လှည့်ချတော်မူပြီး ရွေးသောဘုံမင်းတို့သည်အေရုံပင်လေတိုင်း၌ရုပ်ရည်ရှိကြ၏။နက်စွာသောအရ၌သွားမိုးရည်ရှိကြ၏။ကြောက်ကဲ့သို့အောက်သို့ဆင်းကြ၏။အိုထာဝရဖျားလက်ရလက်တော်သည်တကိုးအားဖြင့်ဘုံကြည့်တော်မူ၏။အိုထာဝရဖျားလက်ရလက်တော်သည်ရန်သူတို့ကိုချိုးဖက်ဖျက်ဆီးတော်မူ၏။သူတို့ကိုအခုဖျားသခင်ထွံ့မြောက်ခွင့်ပေးလိုက်ပြီ။သူတို့ကိုအေဂုတ်သူပြည်မှာဘဝဟောင်းဖြစ်တဲ့ကျွန်တော်ပေါ့ဘဝမျောလင်းချက်ကင်းမဲ့တယ်လို့အတွေ့အတာမဲ့တဲ့ဘဝမှာ ။ညီခဲ့ကြရနေပြီးတော့အခုတော့ဖျားသခင်ရဲ့ကယ်တင်ခြင်းကျေးဇူးကိုရပြီ။ဒါဟာတေးသံရဲ့အနှစ်ချုပ်ပါပဲ။အငယ်၁၁အိုးထာဝရဖျားဖျားများတို့တွေအဘယ်မီသောဖျားသည်ကိုရောနှင့်တူပါသနည်း။ဖန်ရှင်းခြင်းအားဖြင့်ဘုံကြီးတော်မူထသောကြီးမွန်ခြင်းကိုခံစဉ်တွင်ကြောက်မဲ့ပွေဖြစ်တော်မူထသောအံ့ပွေသော အမှုကို ပြုတော်မူသော ကိုရောနှင့်အဘယ်ဖျားတူပါသနည်း။သူတို့ဖျားသခင်အကြောင်းကိုသိပွားခဲ့ကြပြီ။ သိအောင်လို့လေဘုရားသခင်ကဖွင့်ပြခဲ့ပြီးပြီမဟုတ်ဘူးလားအငယ်ဆက်နှစ်နဲ့ဆက်ဖို့လက်ရလက်တော်ကိုဆန့်တော်မူသဖြင့်သူတို့ကိုမြေမြုပ်လေ၏ရွေးကောက်တော်မူသောလူမျိုးကိုဂယုနာတော်အဖျင်ပို့ဆောင်တော်မူ၏။တန်ရှင်းသောနေတော်မူရာသို့တကိုးတော်အဖျင်လမ်းပြတော်မူ၏။အခုဣသရေလတွေကိုကယ်တင်ခြင်းအကြောင်းစဉ်းစားလိုက်တိုင်းကယ်တင်ခြင်းရဲ့သဘောတရားကိုကျွန်တော်တို့အားလုံးနားလည်ဖို့ဖိုက်ပါတယ်။ ကယ်တင်ခြင်းနဲ့ကျေးဇူးတော်ဆိုတာအရင်ဆုံးလာတယ်လို့ကျွန်တော်ခဏခဏပြောခဲ့ပြီးပါပြီ။ဒါဟာအင်မတန်အရေးကြီးလို့ပါ။ဘုရားသခင်ဟာလူသားတိကိုခံယူပြီးတပါးတီသောသားတော်ခရစ်တော်အဖြစ်ရေပေါ်မှာဆင်းသက်ပြီးတော့လက်ဝါးကတိုင်မှာအသေခံတာဟာကျွန်တော်လူအဖွဲ့အစည်းနဲ့လူကဘာအတွက်ကယ်တင်ခြင်းကျေးဇူးတော်ပြုဖို့အရေးပဲ။ဒီကိစ္စမှာမင်းတို့ငါအတွက်ဘာလုပ်ပေးညာလုပ်ပေးဆိုတာရှိရသလား။မင်းတို့ငါကိုပေါင်းသင်းခြင်းပြူပြူဖွဲ့ဖွဲ့ရေစင်းကားကြီးတွေလို့ ပေါ်တာရိုက်ရမယ်ရင်ပွေးဆိုးရမယ်ပြီးတော့မင်းတို့လူရွာနေစီတော်ရှုံးပြီးတော့ငါ့ကိုကြိုကြကော်စောနီခင်ပြီးအမြောက်၂၁ချက်ဖောက်ရမယ်လို့ပါလို့ဘုရားသခင်ပြောသလားမပြောရှာပါဘူးအပြစ်ကဘာမှာအသေးခံတဲ့ငါရဲ့တပါးဒီတော်သားတော်ကိုမင်းတို့လက်ခံမလားညှင်းပယ်မလားဒါကိုပဲအဓိကမေးတယ်ဖြစ်စေခြင်းနဲ့လမ်းကိုတမာတရားနီးနေပဲဘုရားသခင်ကပြသခဲ့ပါတယ်ရွေးကောက်တော်မူသောလူမျိုးယုံကြည်သောလူမျိုးကိုဂယုနာတော်နှင့်ပို့ဆောင်တော်မူ၏ ပန်ရှင်းသောနေတော်မူရာသို့တကောတော်အားဖြင့်လမ်းပြတော်မူ၏ဘလောက်ကြီးမားတဲ့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးလေအခုဣသရေလတွေဟာချက်ချင်းဂရိထားရအရက်ကိုရောက်နေတယ်လို့သူတို့ခံစားနေရတယ်ဝန်ဖာအလုံးစိုးနေကြတာနဲ့တချင်းတန်နေတဲ့ညံနေတယ်လေဘုရားသခင်အဖို့ကတော့အလိုတော်ဟာရှေ့မှာဆက်လျှောက်ဖို့လမ်းရှိကြီးကိုဘုရားသခင်ချထားပေးတယ်အငယ်၁၈၁၉ထာဝရဘုရားပြီကာလအစဉ်အမြဲစိုးစံစေသည်ဟုတည်ခြင်းဆိုကြလေ၏ အကြောင်းမူကားဖာရောဘီရင်းများယထားများမြင်းစည်းသူရဲတို့သည်ပင်လယ်ထဲသို့ဝင်၍ထာဝရဘုရားသည်သူတို့အပေါ်မှာပင်လယ်ရေကိုသွားမိုးစေတော်မူ၏ဣသရေလအမျိုးသားတို့မူကားပင်လယ်အလယ်မြေပေါ်မှာရှောက်သွားကြ၏အခုနောက်ထပ်မောရှေမွေးကာစတို့ကမောင်လေးရဲ့ပခက်နောက်ကိုလိုက်ကြည့်နေခဲ့သူမိရိယံအကြောင်းတခါထပ်ပြီးပေါ်လာပါလေအငယ်20နဲ့21ကိုကြည့်ပါ အာယုံဤအမဖြစ်သောပရောဖက်မမိရိယံသည်ပတ်သားကိုကန်၍ မိမအပေါင်းတို့သည်ပတ်သာတီးရဲကရရဲလိုက်သွားကြ၏မီရိယံကလည်းထာဝရဘုရားသည်ဘုံပွင့်လျက်အောင်ပွဲကိုခံတော်မူသည်ဖြစ်၍ကိုတော်အားတည်ခြင်းဆိုကြလောမြင်းနှင့်မြင်းစည်းသူရဲကိုပင်လေတဲ့သို့လှဲချတော်မူပြီဟုသူတို့နှင့်အသံပြန်၍ဆိုလေ၏ကျေးဇူးတော်တေးဟာအဲ့ဒီလိုနဲ့အဆုံးပတ်သွားခဲ့ပါတယ်သူတို့ဟာပို့ဆောင်တော်မူရာခရီးကိုဆက်လက်ရှိတက်သွားနေကြပါတယ်ရေငတ်လို့ကြီးကြပြီဆိုတဲ့ကောင်းစဉ်နဲ့ဆက်ကြပါအောင်စို့ 3ရက်လောက်ဆက်လျှောက်ပြီးချိန်မှာတော့ရေဘူးရဲ့သူတို့ရေတွေကုန်ပြီသူတို့ရေငတ်လာပြီထမ်းမြောက်ရာကျန်းအခန်းကြီး15အငယ်22မှ24အထိထို့နောက် မောရှိသည်ဣသရေလလူတို့ကိုအေရုံပင်လယ်မှဆောင်းသွား၍သူတို့သည်ရှုရီတော်သို့ရောက်ကြ၏ထိုတော်၌3ရက်ခရီးသွား၍ရေကိုမတွေ့ကြမာရအရက်သို့ရောက်သောအခါမာရရေပြီးခါသောကြောင့်မသောက်နိုင်ကြထို့ကြောင့်ထိုအရက်ကို မာရဟုသမုတ်ကြသည်လူများတို့ဘီ မောရှေကိုအပြစ်တင်၍ညီတန်းလျက်အဘဲသို့တောက်ရပါမည်ဟုဆိုကြ၏။ကဲဘယ်နဲ့ရှိစား။ကျေးဇူးတော်ကိုခန်းစားရတာ၃ရက်ပဲရှိသေးတယ်နော်။ကျေးဇူးတော်ကြီးပါလားဟာဆိုပြီးတော့နဖူးတွေဒူးတွေခန်းစားခဲ့ရတဲ့အချိန်ဘုရားသခင်တကောတော်တွေကို index အားလိုက်ချီးမွမ်းခဲ့ကြတယ်။ကခဲ့ခုံခဲ့ကြတယ်တဲ့။အခုတော့တောက်ရီပြဿနာစပြီးဝန်တန်းနဲ့ပူပူနွေးနွေးဖွဲ့ဆိုခဲ့ကြတဲ့ကျေးဇူးတော်တွေပျောက်ကုန်ပြီ။အဲ့ဒီပါဇက်ပေါက်ကြီးတွေနဲ့ပဲမောရှေကိုဝိုင်းပြီးတော့ဆူကြပြန်ပြီရဲ့။ ဒီလူအ ਨੇ ဆုံးနှစ်ဖန်းကျော်နဲ့မောရှေရဲ့ဘဝကလည်းမလွယ်ရေးချမလွယ်ဖြစ်နေတော့တာပေါ့အီဂျစ်ဆိုတာဟာနိုင်မြင့်ဝန်ယဉ်ကျေးမှုဆိုပြီးတော့ခစ်ကြီးတစ်ခစ်ထူထောင်ခဲ့တဲ့နိုင်ငံအဲ့ဒီခစ်ကမဟာအင်အားကြီးတွေမှာအီဂျစ်တနိုင်ငံအပါအဝင်အဲအဲ့ဒီမှာကျင်ဘဝတုန်းကတော့တိုင်းပြည်မှာမိုးသာခေါင်တာနိုင်မြင့်နဲ့မြစ်ချောင်းအင်းအိုင်တွေနဲ့သူတို့တန်နေတဲ့မှာရေအပြည့်ရှိကြတယ်အုပ်ဖုံရာကမြို့တီရာကမောမောနဲ့ပြန်လာရင် ရေကိုပိုက်ရိုက်တောက်လာတဲ့လူတွေအခုတော့တောနဲ့ကြီးထဲမှာတောက်ရေလဲပြက်ရောဟိတ်မောရှိဘယ်မလဲကွာတောက်ရေရေအသက်တမနဲ့သမင်းအသက်ခွန်ကြီးရဲ့ဆိုတာမစ်ချမှုတယ်မဟုတ်လားဘာလညာလားပြီးပြန်ဖြစ်ကုန်ရပြီအမှန်တော့ကေတင်ချင်းကျေးဇူးရဲ့နောက်မှာစုံစမ်းနှောက်ရှက်ခြင်းဆိုတာအမြဲရှိတယ်အဲ့ဒါကိုဓမ္မပညာရှုထောင့်ကနေကြည့်ရင် soul fast လို့ခေါ်တဲ့ဝိညာဉ်ရေးဆာလောင်မှုလို့ပဲပြောလို့ရပါတယ်အဲ့ဒီအချိန်ကာလအကြောင်းဒီလေးပြီးဩဝါရစာအခန်းကြီး3အငယ်9မှာ ရှင်ပေါလုကအခုလိုဖော်ပြထားပါတယ်။သို့တော်လည်းငါ၏အကျိုးစီးပွားကိုပြည့်စုံသောအရာရှိသမျှရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏။အဲ့ဒီလိုဖြစ်ပါတယ်။ပြီးတော့တမန်တော်ကြီးရှင်ပေါလုဟာညီးတွားမြည်တမ်းခြင်းနဲ့အတူအငယ်၁၁မှာဆက်ပြီးတော့အခုလိုဆိုထားပါတယ်။ကိုရောသည်အသေးခံတော်မူသည့်ဤသူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထားမြောက်တော်မူခြင်းတကိုးကို၎င်း စင်းရဲတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းသိကျွမ်းခြင်းဟာလို့ဖော်ပြလိုက်ပါတယ်။ဒီစာလောင်မသိမှုဆိုတာဟာခရစ်တော်ရဲ့အသေးခံခြင်းနဲ့ဖမ်းမြောက်ခြင်းစင်းရဲတော်မူခြင်းတို့ကိုပိုပြီးအောင်းမေ့စေဖို့ခံရတဲ့ဒုက္ခတွေအဖြစ်သူဖော်ပြလိုက်တာပါပဲ။အခုကျွန်တော်တို့လေ့လာနေတဲ့သင်သိရသောသမာကျမ်းရဲ့ရေးသားသူပုဂ္ဂိုလ်ကြီးဒေါက်တာဂျေဗန်မက်ဂီကိုရိုင်ဟာအတွေ့အကြုံကိုဖော်ပြထားတယ်။သူဗန်တိုက်မှာစည်ရင်းလေးဘဝကနေ ယာရူးတခုတိုးတက်လာတဲ့အချိန်မှာပဲဖျားသခင်အတွက်ဘဝကိုဆက်ကပ်ပြီးအမှုတော်ဆောင်ဖို့စိတ်ကပြောင်းလဲလာခဲ့ပါတယ်။ယာရူးနဲ့လာကယုတ်ရဲ့တိုးတက်တဲ့ဒီအချိန်မှာဖျားသခင်အတွက်သူကစိတ်အားထက်သန်သွားတော့ယုတ်ရဲ့အလုတ်ကထွက်ရမှာနှမျောသလိုနဲ့အဲ့ဒီမျိုးကကပွဲကော်မတီတခုမှလည်းသူဟာဥက္ကဋ္ဌအဖြစ်တာဝန်တစ်ဖက်ကလည်းယူနေခဲ့ရတော့ကျန်းစာအကြောင်းကိုတက်ဖို့သာစိတ်ကပါပြီးတော့စိုင်းပြင်းနေတာအဲ့ဒီလက်ရှိယာရူးယာကန် နိုဥက္ကဋ္ဌတို့တာဝန်ပံရောစဉ်တွေကိုအပြတ်ဖြတ်ဖို့တော်တော်ကြီးကိုအခက်အခဲတွေ့နေခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်ဖို့တော့ဆုံးဖြတ်တော်ပြီးပြီ။ဒါကြောင့်စံစာအကြောင်းကိုတော့သွားကိုသွားမယ်။အဲမသွားခင်ငါကာဘွဲကော်မတီကအစီအစဉ်ကလေးတွေကိုတော့နောက်ဆုံးတစ်ခေါက်ဖြစ်ဖြစ်ပွားမှကောင်းမယ်ဆိုပြီးတော့ကာဘွဲယုံကြီးကဖိတ်ကြားစာနဲ့အတူညတညမှသူထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကကာဘွဲအစီအစဉ်တစ်ခုဆိုတာဟာအရက်ကလေးနည်းနည်းဖြေမှအစီအပြေထုံးစံကလည်းရှိတော့ဒီထုံးစံကြီးကို ်ယတိပြက်ကြီးလုံရင်မကောင်းပါဘူးလေဆိုပြီးတစ်ခွက်လောက်တော့သူလည်းမော့လိုက်မိသေးတယ်ဒါပေမဲ့နောက်ထပ်လမ်းခဲ့တိုင်းသူညင်းတယ်ကပွဲတဲကိုလည်းသူဝင်ပြီးတော့မကတော့ပါဘူးမပြော်လို့တော့ပါဘူးအဲအဲ့ဒီအချိန်မှာဘန်ဒိုက်ကသူရာထူးတိုးတာကိုမကြည်မနှက်ဖြစ်နေတဲ့တခြားစရေးတယောက်ကနေပြီးတော့ပွဲတဲကိုဝင်လာပါလေရောတယ်သူကဒေါက်တာမက်ကီးကိုလည်းဝိုင်းထိပ်မှာထိုင်နေတာတွေ့ရောခနဲ့တဲ့တဲ့နဲ့ရောက်လာပြီးတော့ ဩတမဆရာကြီးလုံမဲ့ပုပ်ကိုကြီးနဲ့ဒီနေရာနဲ့ကတော့ပြစ်လျော်ပါပြီဗျာဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီလိုလဲပြောချလိုက်ရောဒေါက်တာမက်ကြီးရဲ့ယင်ထဲမှာနှင့်ငနဲ့ခန်းစားလိုက်ရပါတယ်အဲ့ဒီလိုကြီးတိတိပြောပြီးဟိုလူကလှက်ပြန်သွားတဲ့အချိန်မှာတော့ဒေါက်တာမက်ကြီးသူ့ယင်ထဲမှာဘယ်လိုပြောလဲသိလားဒီလူမှန်တယ်ဒီလူသိမ့်မှန်တယ်အဲ့ဒီလိုသူကအခိုင်အမာ ပြောပြီးတော့သူ့ရဲ့အသိစိတ်တဟုံးဟုံးနဲ့ညကပွဲယုံကြီးပေါ်ကနေတခါတည်းစိတ်ပိုင်းဖြတ်ပြီးတော့ အပြေးဆင်းသက်လာမိဖြစ်ပါတော့တယ်။သူဟာဘလောက်တောင်စိတ်လှုပ်ရှားနေလဲဆိုရင်သူ့ရဲ့ခြေဗန်တွေကိုအဲ့ဒီမြို့ကြီးပေါ်ကလမ်းပေါ်မှာတဖုံဖုံပြန်ပြီးကြားနေရတယ်။ပြီးတော့နောက်ဖက်ညကပွဲကရေမောသံတွေတေးသံတွေဟာလည်းသူ့ကိုအဝေးကြီးအထိလိုက်လာပြီးတော့ပြန်ပြီးတော့ညှို့နေတယ်။တောင်းမှခေါ်ယူနေတယ်လို့ပဲသူဟာခံစားမိတယ်။စိတ်ပိုင်းဖြတ်ခဲ့တဲ့အထဲမှာမှ နောက်ပြန်လှည့်ပြီးကျွန်တော်ဒီမှာပဲမခွဲနိုင်တော့ပါဘူးဗျာလို့ ွားပြောလိုက်ခြင်းနဲ့စိတ်ဆန္ဒတွေဟာအဲ့ဒီအချိန်မှာစိတ်ထဲမှာအများကြီးတခါလေဟိုးဟုံတောက်လာခဲ့တယ်။ကျေးဇူးတော်ကြောင့်ကခြေလှမ်းမပြောင်းမနဲ့နောက်ပြန်မလှည့်ဘဲနဲ့သူဟာစံစာအကြောင်းအထိတောက်လျှောက်ရောက်သွားခဲ့ရတယ်ဆိုတဲ့။အဲ့ဒီတော့ဒီလိုဒေါက်တာမက်ဂီကိုတိုင်ကေတင်ချင်းကျေးဇူးကိုခံစားရကားစားအချိန်ဝိညာဉ်ခွန်အားပြုံပြစ်တက်လွင်တဲ့အခါသမီးရမှာစုံစမ်းနှောက်ရှက်ခြင်းစရာဟာလက်တွေ့ကြုံခဲ့ရတယ်ဆိုပြီးတော့တက်သေးခံထားတာကျွန်တော်ဖတ်ရပါတယ်။ ဒီလိုအခက်အခဲတွေစုံစမ်းနှုတ်ဆက်ခြင်းတွေဟာဘဝသည့်အပြိုးမှာမချိမဆန့်ခံစားရသေးသလိုနောက် ပြန်ဆုတ်ပြီးအဲကုန်ထုကရေချိုကိုပြန်ထောက်မယ်ဆိုပြန်ရင်လေဝါတော့မှာတော့မဟုတ်ပြန်ဘူးအဲ့ဒီလိုနောက်ပြန်လှည့်ရင်ကိုယ့်ရဲ့ပြောင်းလဲပါပြီဆိုတဲ့နှလုံးသားဟာကိုယ့်ကိုအမြဲချောက်လန့်နေတော့မယ်မဟုတ်ဘူးလားဒေါက်တာမက်ဂီဟာဖျားပခင်အတွက်ဘဝကိုအကျွေးမဲ့ဆက်ကပ်မယ်သာပြောတာအဲ့ဒီအချိန်မှာသူ့ရဲ့ဝီဉ္ဇဉ်ရေးဆာလောင်မှုသိမှုကိုဘယ်လိုဖြေသိမ့်ရမှန်းလဲမသိခဲ့ပါဘူးတဲ့ ။သမာကျန်းစာကိုလည်းသူကကာသနနမဖက်ရသေးဘူးလေ။မကျွန်းသေးဘူးလူငယ်ပဲရှိသေးတယ်။ဒါနဲ့သူကဆူတောင်းပြီးသမာကျန်းစာကိုဖွင့်နေအဖေးစိတ်လေ့လာတယ်။ဒီအခါမှာယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်39ကိုဖတ်လိုက်မိတယ်။ယေရှုသည်ရက်၍ကြွေးကြော်တော်မူသည်ကရေငတ်သောသူရှိရင်ငါထံသို့လာ၍ပောက်တော့အဲ့ဒီကျေလောင်တဲ့ခရစ်တော်ရဲ့အဖန်ကိုဒေါက်တာမက်ဂီနာမှာဆက်ဆက်ကြားယောင်နေပါတယ်လေ။ကဲရေငတ်တယ် အဲ့ဒီငတ်တဲ့ရေလဲရှာဖွေလို့မရဘူးဆိုတဲ့ပထမအတွေ့အကြုံအပိုင်းကိုတော့ပြောပြပြီအခုအဲ့ဒီအတွေ့အကြုံနောက်မှာတော့ဘီမသာလိမ်မသာနောက်တစ်ဆင့်ထပ်တိုးလာတယ်ရေတွေ့ပြီဆိုပါလားဘာပြောကောင်းလဲရေရေဟေရေရေဟေဆိုပြီးတော့ဝန်သာအာရပြေးပြီးတောက်လိုက်တာအဲ့ဒီရေရေဟာခါလုံးလို့ဘယ်ဣဒရေလာမှမတောက်နိုင်ဘူးပွီနဲ့ပွီနဲ့ထွေးထုတ်ရတယ် walk နဲ့ walk နဲ့အန်တဲ့လူတွေကအန်ကုန်ကြရတယ်အဲ့ဒီမှာကျွန်တော်ပြောခဲ့တယ်လို့လွန်ခဲ့တဲ့၃ရက်ကဆိုးခဲ့တဲ့ကျေးဇူးတော်တေးတွေဟာအကုန်ပျောက်ကုန်ပြီမဟုတ်လား ဒေါသအမျက်တီချောင်းချောင်းထွက်ပြီးဒုံရင်ဒုံရင်ဖြစ်တဲ့မနုဿတန်စင်ခိုကြီးတန်ကြီးပြန်ပေါ်လာတော့တာပေါ့သေတော့မှာပဲလို့အခုမှလုံမပါပါပြီလို့အဲကုတ်ထုကိုသတိရလိုက်တာလို့ကိုကျိုးနဲ့ပါပေါ်လာခဲ့လို့ဆိုရငိုတံပါကြီးတွေနဲ့ပေါ့အောင်မယ်အဲ့ဒီလိုမာရဆိုတဲ့အရက်က Oasis ရေခါကားကြီးတွေနဲ့တွေ့တယ်လို့ကျွန်တော်ဘဝမှာမရှိနိုင်မကင်နိုင် ပြဿနာတွေတွေ့ရင်ပြောရတာရှိသေးတယ်ဖခင်ခင်ကျွန်တော်ကိုဘာဖြစ်လို့အခုလိုဒုက္ခတွေပေးတာလဲတဲ့အဟုတ်ပြောတာကြားဘူးတယ် ကြားဘူးဆိုကျွန်တော်ကိုယ်တိုင်ပြောခဲ့တာကိုပြောရတော့အောင်လေဒုက္ခတွေရောက်ဖူးတယ်အဲ့တော့မေကွန်းကပေါ်လာတယ်ဘုရားသခင်ကဒီဒုက္ခတွေကိုဘာဖြစ်လို့ပေးတယ်လဲမသိဘူးပွင့်ပွင့်လင်းလင်းပဲကျွန်တော်ပြောမယ်မသိဘူးအဖြေအတိအကျမရှိဘူးအဲတခုတော့အဖေချာပြောနိုင်တာရှိတယ်အမှန်တကယ်သူ့ကိုယုံကြည်ကိုးကွယ်တဲ့လူတစ်ယောက်ဖို့ဒုက္ခကိုသူပေးတာဟာဒီဒုက္ခထဲမှာတင် စုံစုံနစ်မြုပ်သွားဖို့မဟုတ်ဘဲတစုံတစ်ခုသောအကြောင်းကြောင့်တနည်းနည်းပဲ့ပြင်ဆုံးမခြင်း ပြင်ဆင်ခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ယုံနေဖျားသခင်ကလူလောကကြီးမှာဒုက္ခဆင်းရဲခြင်းဆိုတာရှိကိုရှိရမယ်ဆိုတာဟာကဘာဥကရေကစီရင်ချက်ရှိခဲ့ပြီးပြီလေဒါကိုဘယ်သူပဲလူသရဝါလုတ်အောင်ရှောင်လို့ရနိုင်လေကျန်းစာတောင်းတက်ခြင်းနဲ့တငယ်ချင်းသူ့အဖေရုပ်တရက်ပေးလို့မတက်နိုင်တော့ပဲအမေနဲ့မောင်နှမတွေအတွက်ဈေးထွက်ရောင်းရတာရှိလေအမှုတော်ဆောင်ဥပု္ပ္ပစာပြေချောင်းဆရာမတယောက်အသက်ငယ်ငယ်နဲ့တကောင်းလုံးဖြူဖွေးနေတယ်မင်းကြီးတော့သူ့ချစ်သူနဲ့လက်ထပ်ဖို့စီစဉ်ပြီးမှသူ့ချစ်သူဟာသူ့မျက်စိအောင်ပါတယ် ကားတိုက်ခံရပြီးပြေးသွားတယ်။မကြခင်သူ့အဖေနဲ့အမေနဲ့ရှေ့စဉ်နောက်ဆင်ပြေးသွားပြန်တယ်။ဒီအဖြစ်တွေဟာကဲတင်ချင်းခံရသူတွေရဲ့ဘဝမှာမာရအိုအေဆစ်မှာရေခါးကားနဲ့ကြုံကြရခြင်းများနဲ့အတူတူပဲလို့ကျွန်တော်သုံးသပ်ပါတယ်။အိုးဒီဥပမာတွေဥပမေရတွေဟာအများကြီးပါ။အဲများသလောက်လေမာရအိုအေဆစ်ရဲ့သဘောတရားကိုအပြည့်အဝလုံလောက်အောင်တောင်မှဖော်ကျူးနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါတယ်။ဘာဖြစ်လို့လဲမာရအိုအေဆစ်ဆိုတဲ့လောဂရန်လေးတွေဟာ နောက်ဆုံးကျတော့လူတိုင်းမရောက်ချင်တဲ့သင်ချိုင်းဂုံးကိုသွားတဲ့ OACT ဖြစ်သွားတယ်မဟုတ်ဘူးလားနောက်ဆုံးကျတော့ Oasis အကြီးဆုံးကြီးလေသေချင်းလေစဉ်းစားကြည့်ပါတနည်းနဲ့တစ်ချိန်ချင်းတနေရာမှာတော့ကျွန်တော်တို့နဲ့မိတ်ဆွေတို့အားလုံးဟာသွားခြင်းသည်ဖြစ်စေမသွားခြင်းသည်ဖြစ်စေမလွတ်တမ်းလက်ကမ်းကြိုဆိုနေတဲ့ဒီမရဏသင်ချိုင်းကူမာရ Oasis ကိုတော့ကျွန်တော်တို့ရောက်ကြရမှာအမှန်ပဲမဟုတ်ဘူးလားရောင်ပေးရောင်ပေးနဲ့မသိရောင်ရောင်ဘိုင်ရောင်နဲ့ရှောင်ပြေးလို့မရဘူးဘာပဲပြောပြောယုံကြည်သူတို့အတွက် မာရအိုအေဆစ်ကိုတောက်နိုင်ဖို့ပျော်ပျော်ကြီးရင်ဆိုင်နိုင်ဖို့ဘုရားသခင်ပြင်ဆင်ပေးမယ်ဆိုတာကိုတော့နှုတ်နဲ့သင်ခန်းစာများမှာကျွန်တော်ကြားကြရပါလိမ့်ဦးမယ်။ဒါကြောင့်ခရိယန်တို့ရဲ့ကယ်တင်ခြင်းကိုရရှိပြီးတဲ့နောက်ခံစားရတဲ့ဒုက္ခအခက်အခဲဆိုတာကိုရဲ့ရဲတစ်ခုတည်းနဲ့ညီးတွားမြည်တမ်းခြင်းတစ်ခုတည်းနဲ့ရင်မဆိုင်ကြပါနဲ့။ဘုရားသခင်ကအပြစ်မှုံမိုက်မှလွတ်ကင်းခြင်းအခွင့်ကိုပေးထားပါပြီ။ထာဝရအသက်ကိုလည်းပေးထားပါပြီ။သူပြုသမျှနှုတ်ရတဲ့ကိုယ်ဘဝကိုသူဟာအနန္တမြတ်တာနဲ့ ထာဝရရှင်စောင့်ထိန်တော်မူလိမ့်မယ်ဆိုတာကိုသင်သိရသောတမန်ကျမ်းအားဖြင့်ယုံကြည်ခြင်းရှိကြပါစေလို့အားပေးတိုက်တွန်းချင်ပါတယ်။မွေးမြူရေးခြံကြီးတွေနဲ့ပြည့်နေတဲ့အရက်မျိုးကိုကျွန်တော်ရောက်ဖူးပါတယ်။တရိတ်ဆန်တွေကိုပျောက်မှဆိုးတဲ့သခင်ဟာမိရောက်ရဲရဲမှဖုတ်ထားတဲ့သံနဲ့သူ့ပိုင်တရိတ်ဆန်ကိုငငယ်လေးဘဝမှာပဲတစိုက်ခတ်လိရှိပါတယ်။အဲ့ဒီအချိန်မှာဒီတရိတ်ဆန်လေးတွေဟာတစိုက်ခတ်နိုင်မှုကိုအလူလဲခံစားရပြီးတော့တနာစရာကောင်းကောင်းကိုအော်ဟစ်ကြတာကိုကျွန်တော်ကြားပူပါတယ်။ ဖျားသခင်ကိုယုံကြည်သူတို့ဟာတရိတ်ဆန်လိုဟင်းအိုးတဲ့ကိုမရောက်ပါဘူး။စီသွဘူးလည်းမဖြစ်ပါဘူး။ကောင်းငင်နိုင်ငံတော်ကိုအမွေခံရမယ့်အစ်စ်မြင့်လူတော်ဝါတွေပါ။ဒီကျေးဇူးတော်အတွက်အသက်ရှင်စဉ်ကြုံရတဲ့လောကရန်တရားအမျိုးမျိုးကိုအစဉ်သဖြင့်သခင်နှင့်လက်တွဲအသက်ရှင်ကြပါလို့တိုက်တွန်းလိုက်ပါရစေခင်ဗျာ။နောက်တစ်ချိန်စီစဉ်မှာထွန်းမြောက်ရချမ်းအခန်းကြီး15အခန်းငယ်25ကနေ့ အခန်းငယ်29အထိနဲ့ထွံ့မြောက်ရာကြားအခန်းကြီး16တို့ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။